တိန်နဲ့တိန်စေကျွန်တော်တို့သွားခဲ့ပြီးတော့မှသူတို့ရဲ့လိုအပ်ချက်တွေကိုမေးခဲ့တယ်။နောက်စိတ်မကောင်းစရာတဲ့နေရတော့ဒီအမကြီးများဆိုရင်အရင်တော့ကသူတို့ကိုယ်တိုင်လူတန်းနေတဲ့အမတွေပေါ့နော်။ကဲမဖြစ်တော့ဘူးဆိုပြီးဖြားလေးတစ်ချက်သွားတန်းစီတယ်သူ့ကိုငောက်ခံရတယ်။ဘောလုံးကင်းထဲမှာနေတာမဟုတ်ရင်မပေးဘူးဆိုတဲ့ခေါင်းစိတ်အောင်မှသူတို့မရဘူးပေါ့နော်။အဲ့တော့ဘောလုံးကင်းထဲမှာနေတဲ့သူတွေကဘယ်သူတွေလဲဆိုငကိုတွေကဟိုခုနလိုအခွင့်အရေးမျော စားတောက်တဲ့သူတွေအုပ်စုတစုဖြစ်နေတာကိုသွားတည့်ရတယ်ပေါ့နော်။အခုလဲကျမတို့ကမေးစရာမေးခွန်းလေးတွေဖြစ်တာပေါ့ငွေအမြောက်များ စီစဉ်ပြီးလှူဒန်းခဲ့ကြပြီလို့သတင်းတွေတက်လာတော့အခုကျမနဲ့တည်တဲ့မိတ်ဆွေအပေါင်းအသင်းတွေမှာအိပ်ပစံရလာလို့မေးရင်တရားမှမရဘူးဆိုတဲ့အဖြေထွက်ပါတယ်။ကုညီချင်းစိတ်ပဲရှိတယ်တရားမှပညာမပါလားပေါ့နော်။ တဒါတော့ရှိတယ်ပညာမပါတဲ့အခါကျတော့ထိရောက်မှုအားနေတာပေါ့နော်အဲ့တော့တဒါမှာပညာလွှမ်းရမှာပေါ့ပညာနဲ့ထိန်ချုပ်မှသာလေကျွန်တော်တို့လူအားဒါနာပေးတဲ့သူတွေပေါ်မှာလည်းကျွန်တော်တို့ပညာနဲ့ထိန်ချုပ်ရမယ်ငွေအားဒါနာအားဖြင့်เนาะလှူနေတဲ့သူတွေပေါ်မှာလည်းကျွန်တော်တို့ပညာဖြင့်ထိန်ချုပ်မယ်ဆိုရင်ကျွန်တော်တို့က waste မဖြစ်ဘဲနဲ့ထိရောက်တယ်မြန်ဆန်မဲ့အကူအညီတွေရနိုင်တာပေါ့မမသွားခင်နေရပေါ့ကျွန်မ daily ပေါ့เนาะအမြင်ပြင်းသတင်းရောဒီ online သတင်းတွေရောကျွန်တော်တို့နားဆွင့်နေ ပြီးတော့သတင်းချက်လက်တွေပေါ်မှာမှန်ကန်မှုရှိမရှိကိုထပ်မံ cross ကျွန်တော်တို့စစ်ဆေးတယ်ပေါ့နော်ထပ်မံစစ်ဆေးတယ်စစ်ဆေးတဲ့အခါမှာဟာတကယ်လိုအပ်တာဖြစ်တယ်ပေါ့နော်အဲပထမရည်ထင်တဲ့အတိုင်းမှာပဲကျွန်တော်တို့လူလက်တန်းစားနဲ့ချမ်းသာပြီးသားသူတွေဒါပေမဲ့သူတို့တွေလည်းပဲရင်ထဲခံစားချက်တွေကအပြည့်ပေါ့လေဒုက္ခတွေအဖြစ်နေပဲရှင်သန်နေရတဲ့သူတွေပါစိတ်တက်မတက်ကြွပဲကြာဆင်းပြီးတော့မှရှင်သန်နေရတဲ့သူတွေအများဆုံးဖြစ်တော့အဲ့ဒီ daily food ကိုတို့လိုအပ်ချက်မရှိဘူး အဲသူတို့တွေကာလကြာရှည်ရက်တည်နိုင်ဖို့ပြန်လည်ထူထောင်ဖို့နိုးထားဖို့အဲသူတို့ရဲ့စိတ်ခွန်အားအဓိကလိုနေတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်။နောက်တစ်ခုကသူတို့ပြန်လည်နိုးထနိုင်စွမ်းရှိဖို့ကျွန်တော်တို့ကဒါဒီကဲတကယ်ဆိုတော့ကျွန်တော်တို့ PS PTSD လို့ခေါ်တာပေါ့နော် Post Trauma Stress Disorder လို့ခေါ်ပါတယ်နော်ဒီဥစားကလေဒီ trauma ကြီးအကြီးကြီးရတဲ့သူတွေအတွက် stress တွေဟာဖြစ်ပြီးတော့သူတို့ disorder တွေဖြစ်နေတာပေါ့နော်။ငှားစားခြင်းစိတ်တွေပျောက်နေတာမျိုးတွေအဲသွေးဥသွေးတန်းအော်ဟစ်နေတာမျိုးတွေ အဲသူတို့ဘာလုံးအောင်လဲဆိုတာမသိနေတာမျိုးတွေပေါ့ဒါကိုကျွန်တော်တို့ပုံမှန်လည်းပတ်ဖို့ကျွန်တော်တို့အနီးကပ်တွန်းအားပေးဖို့လိုတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ကျွန်မလည်းခုတွေ့တဲ့ဒီအလက်တန်းစားမိသားစုတွေအိမ်နေဆိုကျွန်မတိန်တဲ့တိန်အစီကိုတိုင်ကိုကြသွားပါတယ်အဲသူတို့ကျွန်တော်တို့ကျွန်မတို့တွေ့တဲ့အခါမှာဖက်ပြီးတော့ကိုအားရပါရငိုကြတယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီကျွန်တော်အရေးပေါ်တုံ့ပြန်မှုရဲ့ကာလအလွန်မှာဆိုဒီလိုမျိုးအမျိုးသမီးအမျိုးသမီးချင်းပြည့်ဖွဲ့ချင်းပေါ့နော်ကျွန်တော်တို့နိုင်ငံမှာတော့ culture တစ်ခုကချားနေတာပေါ့နော် ဲ့တော့တကယ်တကယ်တော့ကေဆေးကြီးလုပ်ငန်းဒီမှာတွေ့တာအစလူတယောက်နဲ့တယောက်ကတင်းတင်းကြပ်ကြပ်ပွိဖက်ထားလိုက်တာသူ့ကိုချက်ချင်းပေါ့နော်ဟိုမိခင်ဝင်းတွေရကျွတ်တဲ့ကလေးငယ်ကိုနှုတ်ဦးရေတိုက်တာနဲ့အတူတူပါပဲနော်ပြန်လဲနိုးထားဖို့နှိုးဆွပေးလိုက်တဲ့စိတ်ကိုဖြစ်စေတယ်ပေါ့နော်ကျွန်တော်တို့ကဒါကိုလည်းကျွန်တော်တို့အားပြုခဲ့တယ်ပေါ့အဲတိန်နဲ့တိန်စီကျွန်တော်တို့သွားခဲ့ပြီးတော့မှသူတို့ရဲ့လိုအပ်ချက်တွေကိုမေးခဲ့တယ်။နောက်စိတ်မကောင်းစရာတဲ့နေရတော့ဒီအမကြီးများဆိုရင်အရင်တော့ကသူတို့ကိုယ်တိုင်လူတန်းနေတဲ့အမတွေပေါ့နော်ကဲမဖြစ်တော့ဘူးဆိုပြီးဖြားလေးတစ်ချက်သွားတန်းစီတယ်သူ့ကိုငောက်ခံရတယ် ဘောလုံးကွင်းထဲမှာနေတာမဟုတ်ရင်မပေးဘူးဆိုတဲ့ခေါင်းစိတ်အောင်မှသူတို့မရဘူးပေါ့နော်အဲ့တော့ဘောလုံးကွင်းထဲမှာနေတဲ့သူတွေကဘယ်သူတွေလဲဆိုငကိုတွေကဟိုခုနလိုအခွင့်အရေးမျောစားတောက်တဲ့သူတွေအုပ်စုတစုဖြစ်နေတာကိုသွားတက်ရတယ်ပေါ့နော်အဲ့တော့တာမန်လက်တန်းစားလူတွေပင်လေမိမိအိမ်ပြိုတယ်အိမ်ကဂျိုင်နဲ့သွားလို့နေလို့မရဘူးဆိုတော့သူတို့အနည်းနာဝေးကျင်မှာပဲနေလေးနေထားရှိတယ်ပေါ့နော်အဲ့လိုမျိုးနေတဲ့သူမဟုတ်ဘူးဆိုတော့အခုလည်းကျမတို့ကမေးစရာမေးခွန်းလေးတွေဖြစ်တာပေါ့ငွေအမြောက်များစီစဉ်ပြီးလူထမ်းခဲ့ကြပြီလို့သတင်းတွေတက်လာတော့ ဟိုကျမနဲ့တည်တဲ့မိတ်ဆွေ အပေါင်းအသင်းတွေမှာအိုက်ပစံရလာလို့မေးရင်တရားမှမရဘူးဆိုတဲ့အဖြေထွက်ပါတယ်အဲ့လိုလက်ဟာချက်တွေပေါ့နော်အဲ့တော့ကျမတို့ကဘာလဲဆိုရင်ဒီ international ကိုကျမတို့နိုင်ငံတကာကိုကယ်ဆယ်ရေးကိုချက်ချင်းဖိတ်ခေါ်လိုက်တဲ့အချက်လက်ကိုတော့ကျမဟိုဒါလေးကို appreciate ဖြစ်တယ်ပေါ့နော်အဲထောက်ခံပါတယ်ဒါပေမဲ့ကျမတို့ internet မှာရှိနေတဲ့ local တွင်းမှာရှိနေတဲ့ပညာရှင်တွေ လုံအားပေးချင်တဲ့သူတွေကိုတရားဝင်ဖိတ်ခေါ်တင်တယ်လို့ကျွန်မအကြံပြုချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုကျွန်မတို့ကဒီမြေမြမှာရှိနေတဲ့ data ကောက်ယူမှုကိုမြန်မြန်ဆန်ဆန်ကောက်ကောက်ယူနိုင်မှာပေါ့လိုအပ်ချက်တွေကိုတိတိကျကျစနစ်တကျကောက်ယူနိုင်မယ်ပြီးတော့ဒီ research and development team တွေနဲ့ကျွန်တော်တို့ကဘာလိုအပ်တာလဲဆိုရယ်အလျင်အမြန်လိုအပ်တာလားဟလာဘယ်လောက်လိုအပ်တာလဲဆိုတာတွေကိုတိတိကျကျ data တွက်ချက်မှုမြန်သွားမှာရှိတယ်ပေါ့เนาะနောက်တစ်ခုကကယ်ဆယ်ရေးယင်တွေကအားရွယ်ကောင်းလောက်အောင် လာပါတယ်เนาะအိန္ဒိယကေဆေးရင်နေနဲ့လာတယ်ဆိုတော့ဒီဒီဒီကေဆေးသုံးပစ္စည်းတွေထောက်ပံ့လိုက်တဲ့နိုင်ငံတကာရဲ့ပစ္စည်းတွေဟာအဲဘယ်လိုပစ္စည်းမျိုးတွေပါဝင်လာတယ်လဲဆိုတော့အမျိုးအစားခွဲဝေမှုတွေပြီးတော့ paradise လောက်မှာပေါ့เนาะဘယ်မှာအလင်းမြန်လုံနေပြီဆိုလဲဟာမြေအချက်လက်တွေပြုစုမှုတွေမှာနှောက်နေသွားတယ်လို့ကျမတို့သတိထားမိတယ်ဒါတွေသာအမြင်အမြင်ကျမတို့ကအခုလူအင်အားသုံးပြီးတော့ကျမတို့စုဆောင်းလိုက်မယ်အောက်ခြေကမြေပြင်မှာလိုအပ်ချက်နဲ့အပေါ်မှာပေးနိုင်တဲ့ ပစ္စည်းတွေနဲ့ကိုအချိန်ကြိုက်တာပေးနိုင်မယ်ဆိုရင်ကျမတို့ကဒီ post disaster ရဲ့နောက်မှာမနှောင့်နှေးတော့ဘူးပေါ့နော်ဟိုမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုတော့ကျမအရင်နဲ့တဲတွေကလိုက်လိုက်လဲလဲချီးမွမ်းကြပါတယ်။ဘာကြောင့်လဲဆိုကိုယ့်ရဲ့အန္တရာယ်ဖြစ်မှာ ው တော့မနှေးဘဲနဲ့ဘတော့ဖြစ်ဖြစ်ကိုယ်မှလာစားစရာမရှိတဲ့ကိစ္စဖြစ်ပြီဆိုတာနဲ့ထွက်ကူကြတာပြည်သူပဲ။ဒါကတော့ကျမတို့လုံးဝလုံးဝအတိမတ်ပြုတ်ပြုတ်ရမယ်ကိစ္စပေါ့နော်။သို့တော့ကျမတို့ကူညီခြင်းစိတ်ပဲရှိတယ်တရားမှာပညာမှာပါတာပေါ့နော်။ ်တရားတော့ရှိတယ်ပညာမပါတဲ့အခါကျတော့ထိရောက်မှုအားနေတာပေါ့နော်အဲ့တော့တရားမှာပညာလွှမ်းရမှာပေါ့ပညာနဲ့ထိန်းချုပ်မှသာလေကျမတို့လုံအားဒါနာပေးတဲ့သူတွေပေါ်မှာလည်းကျမတို့ပညာနဲ့ထိန်းချုပ်ရမယ်ငွေအားဒါနာအဖြစ်နော်လှူနေတဲ့သူတွေပေါ်မှာလည်းကျမတို့ပညာဖြင့်ထိန်းချုပ်မယ်ဆိုရင်ကျမတို့က waste မဖြစ်ဖ ೇನೆ ထိရောက်တယ်မြန်ဆန်မဲ့အကူအညီတွေရနိုင်တာပေါ့အဲ့တော့အဖွဲ့အစည်းအသီးသီးကိုကျမတို့ကပြောမယ်ဆိုလို့ရှိရင် ဖိတ်ခေါ်ပါနိုင်ငံတကာမှာနိုင်ငံတကာနေတွေ့ကြုံကောင်းနေနဲ့ပြန်လာတဲ့သူတွေကျွန်တော်တို့နိုင်ငံထဲမှာမြုပ်ွယ်နေတဲ့သူတွေရှိပါတယ်တချို့တွေကလည်းဟိုဘယ်နေရာဝင်လို့ဝင်ရမှန်းမသိဘူးဆိုတဲ့ condition တွေလည်းရှိနိုင်တာပေါ့နော်အဲ့တော့တရားဝင်ဖိတ်ခေါ်လိုက်ပါနောက်တစ်ခုကကျွန်တော်တို့နိုင်ငံမှာအလုတ်ကန်ရှားပါပါတယ်နော်အလုတ်ကန်ရှားပါနေတဲ့အခြေအနေမှာဒီလိုမျိုးမှာကျွန်တော်တို့ကဒီ ING တွေကပေးလာတဲ့ငွေကြေး funding တွေကိုထိထိရောက်ရောက်သုံးစွဲပြီးတော့ကျွန်တော်တို့ win-win situation တည်ဆောက်လို့ရပါတယ်နော်ဒါဟုတ်တရားအဖြစ်လည်းလူတွေစီးပွားအဖြစ်မဟုတ်ဘဲနဲ့ပါဝင်တဲ့လူအားပေးတွေကိုလည်းကျွန်တော်တို့ထိုက်တဲ့ ူ့မှာမိသားစုနောက်ခံမိသားစုတွေရှိတာပေါ့နော်ထိုက်တဲ့လုခလာစာရှိမယ်ဆိုလို့ရှိရင်လုပ်ငန်းတရေဖြစ်မယ်ပေါ့နော်ဒါပေမဲ့စနစ်တကျကောက်ယူမှုအားနည်းတာတွေကြောင့်မလို့ကျမတို့ကအယောင်ဆောင်တဲ့အဖွဲ့တွေပေါ်ပေါက်လာမှလည်းစိုးရိမ်စရာရှိတယ်။ဒါတွေကိုလည်းကျမတို့ကစနစ်တကျကြီးကြပ်ဖို့လိုတာပေါ့နော်။နေမီကန်ဒေသခံတွေနဲ့နောက်တစ်ခုကလူစုလူဝေးလူအင်အားနဲ့ရှင်သန်ချန်ရစ်တဲ့သူတွေရဲ့အစုအဝေးဟာ ဘလောက်နေထိုင်မှာလဲဆိုတာကိုအမြန်ကောက်မှသာလင်ကျွန်တော်တို့ကအခုနအခြေခံလိုအပ်ချက်ဖြစ်တဲ့တောက်သုံးရင်ဘလောက်လုံမှာလဲတန်ရှင်းသောရေနဲ့တောက်သုံးရင်သုံးဆွဲပြီးလို့ရှိရင်အငြိကြီးဘလို့ဆုံးပြမှာလဲဒီလူတွေကထွက်လာတဲ့အမိုက်တွေဘလို့စီမံခန့်ခွဲမှာလဲဆိုတာကကျွန်တော်တို့ကနောက်ဆက်တဲ့ problem တွေမပေါ်ပါအောင်စနစ်ကျစီမံခန့်ခွဲဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်မခုနပြောတဲ့စူပေါင်းအင်ယာကိုအမြန်အစံ တိဆောက်ဖို့လိုတယ်ပေါ့ဒီယေရှုပေါင်းအင်ယာမှာဆိုလို့ချင်းလေကျွန်တော်တို့ထိခိုက်နစ်နာသွားတဲ့သူတွေရဲ့စိတ်ခံစားမှုတွေကိုရောပါတတ်တာစေဖို့စနစ်တကျနဲ့စံချိန်စံညုံမှီတဲ့စုပေါင်းအင်ယာဖြစ်ဖို့လိုပါတယ်စုပေါင်းအင်ယာလို့ပြောလိုက်ပြီးတော့မှဟိုမှာမြုပ်စပြင်းတောင်းဟလာကျူးကျော်သမားတွေအတွက်ပေးတဲ့အင်ယာမျိုးမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အောင်မြင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကအခုနပြောတဲ့တောက်သုံးရည်တန်ရှင်းသောရည်လျှက်စင်မီအဲသူအတွက်ဟိုတန်ရှင်းသောနေထိုင်မှုစနစ်ပြောရလို့ရှိရင်တော့ကျွန်တော်တို့အပိုက်ဆွတ်တဲ့စနစ် ပြီးလို့ရှိရင်တော့အငြိကျေးစွန့်နဲ့ကျွန်တော်တို့အိမ်သာအလုံလောက်လိုတာပေါ့နော်ဒါတွေမဟုတ်လို့နောက်ဆက်တဲ့ပြဿနာတွေကကျွန်တော်တို့ကဟို research cycle ကြီးပေါ့အစိုးတန်းတန်နေရာကြီးဆက်လေအောင်မှာပဲဖြစ်တယ်ပေါ့နော်ဒါကိုအလျင်မြန်ဆောင်ရွက်ဖို့လိုပါတယ်လို့ဟုတ်ကဲ့ရှင်စူတောင်းမှာဒါမှအားမရှိသလိုဖြစ်နေတယ်နော်အဲ့တော့ဟိုကျမတို့ဘေးဖရာတွေကအမျိုးမျိုးဘေးဒဏ်တွေတင်းငယ်တာကုံလောက်ပြီလို့ယူဆပါတယ်လို့အဲ့တော့နှစ်ဟောင်းကုံပြီးနှစ်တည့်ကူးတဲ့အချိန်မှာကျမတို့ရဲ့ဘေးဒုက္ခအသွေးအသွေးတွေညင်းအေးပြီးတော့မှအေးချမ်းတာရတဲ့မြန်မာပြည်ကြီး အမြန်ဆုံးတိဆောက်နိုင်ပါစေလို့ဆုမကောင်းတောင်းပါတယ်ရှင်